အလုံးမဲမင်္ဂလာပါရှင်ကျွန်မကစောင်းကြီးပါအောင်မြင်တဲ့သူတွေမှာတူညီတဲ့အမှုအကျင့်၃ခုရှိပါတယ်နံပါတ်၁တီထွန်ဖန်တီးနိုင်မှု creativity နံပါတ်၂ကသက်ရောက်မှု impact နံပါတ်၃ကထိန်းချုပ်နိုင်မှု control လို့ပဲဖြစ်ပါတယ် အဲ့ဒီမူကျင့်တွေကလူနည်းစုမှသာတွေ့ရတဲ့ရှားပါးတဲ့မူကျင့်တွေဖြစ်ပြီးတော့မှအဲ့လိုအမူအကျင့်တွေဖြစ်ပေါ်လာဖို့အတွက်လုပ်ငန်းကျွမ်းကျင်မှု career skill ရှိဖို့လိုအပ်ပါတယ်။ကျမတို့တွေကအများကြီးစီမှာလက်ခဆောင်ဝန်ထမ်းလုံးကြတဲ့အခါမှာကိုယ့်ရဲ့ထဲကနေပတ်စံရင်းပြီးတော့မှအလုပ်လုပ်เสียရမလို့ဒါပေမဲ့ကိုယ့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုကိုဒါအရင်နေပြုပြီးတော့မှအလုပ်လုပ်ကြရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လုပ်ငန်းကျွမ်းကျင်မှုလို့ခေါ်တဲ့ career skill ကိုကျမတို့အစ်စ်မွေးဝမ်းကြောင်း အလုပ်အကင်တွေရဲ့အရင်းအနှီး career capital လို့လည်းခေါ်ပါတယ် career scale လို့ပဲပြောပြော career capital လို့ပဲပြောပြော career capital ရှိတဲ့လူတယောက်မှာရှင်းမပြောခဲ့တဲ့တီထွန်ဖန်တီနိုင်စွမ်းလည်းရှိတယ်အလုပ်အပေါ်မှာတည်ရောက်နိုင်စွမ်းလည်းရှိတယ်အလုပ်ကိုထိန်းချုပ်နိုင်စွမ်းနေရှိလာမှာဖြစ်ပါတယ်ဒါနဲ့ပတ်သက်ပြီးတော့မှကျမက Ira Cross ဆိုတဲ့လူပုဂ္ဂိုလ်တယောက်အကြောင်းကိုမျှဝေပေးကြပါတယ်။ Ira Cross ကသူကဒီအရင်တုန်းကပေါ့နော် Shake It Radio အစီအစဉ်ကျင်းညာတဲ့သူတယောက်ဖြစ်ပါတယ်။ radio season နဲ့ကြီးညာတဲ့အလုပ်ဆိုတာကနာမည်လည်းရတယ်ဝင်ွေလည်းကောင်းတယ်လူတိုင်းလည်းလှုပ်ချင်ကြတဲ့အလုပ်တစ်ခုဖြစ်ပါတယ် grass ကအရင်တုန်းက ဒီ radio အစီအစဉ်ကြင်ညာတဲ့အလုပ်မလုပ်ခင်တုန်းကအရင်တုန်းကတာမန်ဒီတိတ်ခွေခက်ကားဆိုတိတ်ခွေနဲ့ပတ်သက်ပြီးတိတ်ခွေ editor တယောက်ဖြစ်ပါတယ်။သူကဒီတိတ်ခွေတွေကိုတိဖြတ်တဲ့နေရာမှာတော်လွင်တဲ့အတွက်ကြောင့်မို့တခြား editor တွေအတွက်နာမည်ပုံရတယ်။ဒီနေရာမှာကိုလုံနေတဲ့ scale ကျန်းကျင်တဲ့အတွက်သူများတဲ့နှာတပြားထားတယ်။အဲ့ဒါကိုပြောချင်တာ။တော်လွင်တဲ့အတွက်တခြား editor တွေအတွက်နာမည်ပုံရပါတယ်။ တိဖြတ်မှုမှာနာမည်ရလာတာနဲ့အများသူ့ရဲ့ဒီရေဒီယိုအစီအစဉ်တွေမှာပါဒီကိုရိုင်းအစီအစဉ်တွေကြီးညာပေးဖို့အတွက်သူ့ကိုကန့်လန့်လာကြတယ်စုတွေလည်းများကြီးရရှိခဲ့တယ် glass ထူခြားချက်ကဘာလဲဆိုတော့ glass ကဘာကိုပဲလှုပ်လှုပ်အကောင်းဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ်ရှိသူတယောက်ဖြစ်ပါတယ် အဲ့ဒီစိတ်တက်ကြောင့်မို့ပဲလူတွေရဲ့အာယုံစိုက်ခြင်းကိုရရှိခဲ့ပြီးတော့မှပိုကောင်းတဲ့နယ်ပယ်ကိုတဆင်ပြီးတဆင်ရွှေ့ပြောင်းနိုင်ခဲ့တာဖြစ်ပါတယ် class ရဲ့ဖြစ်ဖြစ်ကိုကျမတို့ကြည့်မယ်ဆိုလို့ရှိရင်သူဟာသူ့ရဲ့တီးဖြတ်မှုပညာကိုအကောင်ဆုံးဖြစ်အောင်နှစ်ပေါင်းများစွာဒီနေရာမှာเนาะနှစ်ပေါင်းများစွာစ조사ခဲ့တာကိုတွေ့ရပါလိမ့်မယ်ဒီကျွမ်းကျင်မှုဟာသူ့ရဲ့ career capital ဖြစ်လာပါတယ် ဒီ career copy တဲ့အကြောင်းမို့ပဲသူရဲ့တံပိုးတွေကတက်လာပြီးတော့မှပိုကောင်းတဲ့အလုပ်ကိုင်ခွင့်ရေးတွေတစ်ခုပြီးတစ်ခုတစ်ခုပြီးတစ်ခုရရှိလာခဲ့တာတွေ့ရပါတယ်။ဒါကြောင့်မို့လူတယောက်ဟာအောင်မြင်ခြင်းနဲ့ဆိုလို့ရှိရင်ဘာကိုပဲလှုပ်လှုပ် လုံတက်မြအရာအားလုံးအကောင်ဆုံးဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်ဓာတ် ကိုမွေးမြူပြီးတော့မှတန်ဖိုးရှိတဲ့လူတယောက်ဖြစ်အောင်စူးစမ်းတက်ပါတယ်။ကို့မှာ career capital ရှိလာတဲ့အချိန်မှာကို့ကိုလူတိုင်းကသတိထားမိလာပြီးတော့မှအောင်မြင်မှုတွေရလာပါလိမ့်မယ်။အဲ့ဒီလိုအောင်မြင်လာတဲ့အချိန်ကြမှာပဲအလုတ်ထဲမှာပူပူပြီးတော့မှပျော်မွေ့လာတယ်။တခြားပိုကောင်းတဲ့အခွင့်အရေးတွေကလည်းတစ်ခုပြီးတစ်ခုတစ်ခုအသက်အသက်တွေရရှိလာတာဖြစ်ပါတယ်။ဒီလို ခရပ်မန်မိုင်းဆပ်ရှိတဲ့လူတွေဟာသူတို့လုပ်နေတဲ့အလုပ်ကိုကျွန်တော်တို့ဝါသနာပါတိဖြစ်စေမပါတိဖြစ်စေဂယုဆိုင်မနေပဲနဲ့ဘာအလုပ်ပဲလုပ်လို့ဘယ်အလုပ်ကိုပဲကြုံကြုံစိတ်ရောကိုယ်ပါနှမြုပ်ပြီးတော့မှအကောင်းဆုံးဖြစ်အောင်ကြိုးစားတတ်ကြပါတယ်ဒီလို crap mind mindset ရှိတဲ့သူတွေဟာသူတို့ရဲ့အလုပ်ကိုအရန်ကြမ်းကျင်တဲ့အတွက်ကြောင့်မို့လူတွေဟာသူတို့ကိုဥပက္ခပြုဖို့မဖြစ်နိုင်တော့တဲ့အထိအောင်မြင်တဲ့သူတွေဖြစ်လာကြပါတယ်အဲဒီလိုအောင်မြင်လာတဲ့အချိန်ကျမှဝါသနာဆိုတာက သူ့ရဲ့နောက်ကနေသူ့ဟာသူ့နောက်ကလိုက်လာတာဖြစ်ပါတယ်ဝါသနာပါလို့အောင်မြင်မှုရတာမဟုတ်ဖဲနဲ့အောင်မြင်မှုရလာလို့ဝါသနာပါလာတာဖြစ်ပါတယ်ဒါကြောင့်မို့ကျမတို့တွေဟာကိုယ်လုံးလုံးကိုင်နဲ့ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းအလုတ်ကိုင်ရဲ့အရင်းဒီ career capital ကိုအကောင်ဆုံးတည်ဆောက်နိုင်ပြီးတော့မှအောင်မြင်တဲ့သူတွေဖြစ်နိုင်ကြပါစေလို့တောင်းဆုပြုရင်းဒီဗီဒီယိုကို အဆုံးတက်ပြစီ ဒီဗီဒီယိုလေးအဆုံးထိကြည့်တယ်တယောက်ချင်းစီတိုင်းကိုကျွန်မကထူပဲကျေးဇူးတင်ရှိပါတယ်ရှင်ဒီဗီဒီယိုလေးကြည့်ပြီးတော့မှကိုကဘာတွေရလိုက်တယ်လဲဆိုတော့ကိုရလိုက်တဲ့အရာတွေကို comment မှာအများသူငါအတွက်မျှဝေပေးဖို့လဲကျွန်မကတိုက်တွန်းချင်ပါတယ် Bye for now see you next video ပါ Let's go to some soul